တောင်အာဖရိကမှာလုပ်တဲ့စစ်စင်ရေးတစ်ခုနဲ့ဇလန်ကစတင်လာပါတယ်ဒီမှာစောင့်ကြည့်အဖွဲတစ်ဖွဲကိုအသင့်နေရာယူပြီးကားကိုဖောက်ခွဲပစ္စည်းတွေနဲ့ဖောက်ခွဲပြီးအထဲမှာပါလာတဲ့တင်မဲ့ပညာရှင်တွေကိုဖမ်းလိုက်ကြပါတယ်ခေါင်းတွေကိုတော့ဝင်မဲနဲ့အုပ်ပြီးတနေရာကိုခေါ်သွားဖို့လုပ်ပါတယ်စစ်စင်ရေးအပြီးမှာစစ်သားတွေကိုမင်းတို့ဘသူလဲတီးပါဦးဆရာလို့ပြန်ဖြေကြပါတယ်ဒါဆိုစစ်စင်ရေးအောင်မြင်သွားပြီလို့အရာရှိကပြောပြီးလက်နက်တွေအကုန်လုံးကိုပြန်သိမ်းခိုင်းပါတယ် တစ်ဖက်မှာတော့အမေရိကန်ခေါင်းဆောင်ပိုင်းတွေရဲ့ထိပ်သီးစည်းဝေးတစ်ခုကိုလုပ်နေပါဗါးဒီစည်းဝေးမှာအဓိကဆွေးနွေးတဲ့အကြောင်းအရာကအာဖရိကမှာကြာရောက်ခဲ့တဲ့ဥက္ကခဲအကြောင်းပါဂျာကမတမတ်သူတွေရသွားရင်အဲ့ဒီရတဲ့သူကဒုစိုက်သမားဖြစ်နေရင်အဲ့ဒီလူကဥက္ကခဲဖွဲ့စည်းပုံကိုသိနေရင်ကဘာကြီးကအနည်းရှိလာနိုင်တယ်လို့စိတ်ပူနေကြပါတယ်အဲ့နောက်ဗိုလ်ချုပ်မော်ကန်ကအငင်းစားပင်စင်ကြီးတို့မှမလို့သူ့ကိုတခြားသူတွေကလက်ဆွဲနှုတ်ဆက်နေတော့မှပဲလူတယောက်ရောက်လာပြီးစာရတယောက်ကိုလက်ဆွဲနှုတ်ဆက်တယ်လို့ねဗိုလ်ချုပ်မော်ကန်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ် စာရထဲမှာအစည်းအဝေးအောင်မြင်တဲ့ mission PB ဆိုတဲ့စာကိုရေးသားထားပါတယ်။တစ်ဖက်မှာတော့ပျောက်နေတဲ့ agent Jackie Chan ကနိုးလာပါတယ်။တကယ်ကသူတို့ agent တွေပါရဲ့ရဟန်းရင်ကပြတ်ကျခဲ့ပြီ။အဲဒီနောက်တော့သူ့ကိုဘယ်သူကမှမသိကြတော့ပါဘူး။ Jackie ကလူရိုက်မျိုးနွယ်နေတဲ့နေရာလေးတစ်ခုမှာနိုးလာခဲ့ပါတယ်။ဒီကုလုံးရထားတဲ့ဒဏ်ရာတွေကြောင့်မထနိုင်ပဲသူဘယ်ရောက်နေလဲသိရဖို့တဲအပြင်ကိုထွက်လာပါတယ်။ ီမှာလူရိုင်းတွေကဝင်လာကြပြီသူ့ကိုဘသူလဲမေးကြပါတယ်ဘာသာစကားမတူကြလို့အခက်အခဲဖြစ်နေပါတယ်ဂျက်ကီကသူ့ကိုသူတကယ်မှန်ပြီတော့လို့သူသူလဲဆိုပြီးရွတ်လိုက်ပါတယ်အဲ့ဒါကိုပဲလူရိုင်းတွေကဂျက်ကီရဲ့နာမည်အဖြစ်သတ်မှတ်လိုက်ပြီးသူ့ကို who am i လို့ခေါ်ကြတော့တာပါပဲဒီလိုနဲ့ဂျက်ကီကလူရိုင်းတွေနဲ့ခင်မင်မှုရသွားပြီးရန်နှဲငယ်ကြာလာတော့သူလဲမဖြစ်တော့ဘူးဆိုပြီးလူရိုင်းမျိုးနွယ်ကကောင်းလေးတယောက်ကိုတောင်းပန်ခေါ်သွားပြီးသူတို့ဘာသာစကားကိုသင်ဖို့ကြိုးစားပါတယ်အဲ့နောက်ကြောက်တုံးလေးတွေကောက်ပြီးအနည်းဆုံးမျိုးပြကဘလောက်သွားရသလဲကွာဝေးကိုတဲဘမမနာနဲ့ပြခိုင်းပါတယ်ကောင်းလေးကတဲတွေအများကြီးပုံပြလိုက်တော့ဂျက်ကီလဲငါတို့ဒီမှာပဲတရား တော့မလားဆိုပြီးညှိလိုက်ပါတယ်လူရိုင်းမျိုးနယ်စုရဲ့စီအပြန်လမ်းမှာချင်းသေးပေါက်လေးတစ်ကောင်ကိုတွေ့တယ်ဂျက်ကီကချစ်လို့ကောက်ချီလိုက်ပါတယ် ဒီမှာကျန်တဲ့ချင်းသေးလေးတွေကပါဂျက်ကီနာကိုပြေးလာချပါတယ်ဒီမှာကောင်လေးကခုံပေါက်ပြီးတော့ဂျက်ကီကိုမကင်ဘူးပြောပြမိမယ်ဘာလို့လဲဆိုတော့မတူတာကြောင့်ဂျက်ကီကသဘောမပေါက်ခဲ့ပါဘူးအဲဒီမှာပဲချင်းသေးမကြီးရောက်လာလို့ဂျက်ကီလည်းတွေ့ရတဲ့ပင်ပေါ်ကိုပြေးတက်ရပါတော့တယ်ကန်ကောင်းလာကသစ်မတက်ထိုင်နေတဲ့ဂျက်ကီကိုချင်းသေးမကခဏပဲစောင့်ကြည့်ပြီးထွက်သွားခဲ့ပါတယ်အကြကြီးသာထိုင်ဆောင်နေတော့မတွေ့ရစရာပါပဲဒီလိုနဲ့ရွာပြန်ရောက်လာတော့လူရိုင်းတွေကဂျက်ကီကိုတန်ငှက်ကြီးတစ်ကောင်တွေ့လိုက်တယ်လို့ပြောပါတယ်ဂျက်ကီလည်းနားမလည်တာကြောင့်ခေါ်တဲ့နောက်ကိုပဲလိုက်သွားခဲ့ပါတယ် ပြီးတော့မှသူတွေ့လိုက်ရတာကလူရိုင်းနေပြောတယ်တန်ငှက်ဆိုတာကဂျကီတို့ပြောကြခဲ့တဲ့ရဟတ်ညင်ဖြစ်နေပါတယ်ရဟတ်ညင်ကိုမြင်တော့ဂျကီရဲ့မှတ်ညံတချို့ပြန်ပေါ်လာခဲ့ပါတယ်တဲ့မပညာရှင်တွေကိုပြန်ပြီးဆွဲခဲ့တဲ့သူတို့ရဲ့စစ်စင်ရေးကိုလည်းတတိယသွားပါတယ်စစ်စင်ရေးကသူ့ရဲ့ရဲဘော်တွေကိုလည်းဂျကီမှတ်ညံနဲ့ဖြတ်ခနဲပေါ်လာပါတယ်ဒါဆိုသူတို့ကအခုဗမာလေငါကရောဘသူလဲစားတဲ့မိကုန်းနေနဲ့ဘာမှတော့စဉ်းစားလို့မရခဲ့ပါဘူးဒီလိုနဲ့ညရောက်တော့သူတို့ရိုးရမီးပုံပွဲကိုလုပ်ပါတယ်ဂျကီကတော့စိတ်မပါပါဘူးဒီမှာလူရဲတချို့ကဂျကီကိုခဏလိုက်ခဲ့ဖို့လာခေါ်ပါတယ်တောင်ပေါ်ရောက်တော့သူနဲ့အတူပါလာတဲ့ညကြီးမှန်မြောင်နဲ့ကြည်လိုက်တာ ကားရန်ကြီးကိုတွေ့တော့ဂျက်ကီလည်းပြောသွားပါတယ်။သူအိမ်ပြန်ရတော့မယ်ပေါ့။အိမ်ပြန်မဲ့ဂျက်ကီကိုနောက်နေ့မနက်မှာလူရိုင်းတွေကရိုးရအစီစဉ်နဲ့နှုတ်ဆက်ကြပါတယ်။ကံကောင်းစီကိုအဆောင်လက်ကောက်တခွင်လဲလက်ဆောင်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဂျက်ကီလည်းညာကတွေ့ခဲ့တဲ့ကားရန်ရှိရာကိုရောက်လာပါတယ်။ကားတစီးကိုတွေ့ပါတယ်။ကားနာကိုသွားကြည့်တော့မွေကိုက်ခံနိုင်ရပြီးတေကန်နီလူတယောက်ကိုတွေ့လိုက်ရပါတယ်။သူ့မှာမျောလင်းချက်ကဒီလူပဲရှိလို့ဒီလူကိုကဲဖို့ဆုံးဖြတ်ပြီးမွေစိတ်ကိုပါဇက်နဲ့ဆုပ်ထုတ်ပေးပါတယ်။ ဒီမှာခုနကကားသမားရဲ့ညီမကသူ့ကိုကိုလူသားသားလူရိုင်းကကိုက်နေပါတယ်ဆိုပြီးဂျက်ကီကိုဝင်စော်ပါတယ်အဲဒီချိန်ဂျက်ကီကအစိတ်တွေပြေဖို့အတွက်သူ့ပါဇက်ထဲမှာဆေးရွက်တွေဝါစားနေတာကြောင့်ပြန်မပြောနိုင်ပါဘူးစီရဲ့အစွမ်းကြောင့်ဗဇက်တွေထုံသွားပြီးစကားကိုမပြောနိုင်ပဲဝူးဝါးတွေဖြစ်ကုန်ပါတယ်။ရှင်းလိုက်ရှုပ်လိုက်နဲ့နောက်ဆုံးမှာတော့အနေပြုတ်ရမဟုတ်ပဲကဲခဲ့တာဖြစ်ကြောင်းကိုအမူအရနဲ့ရှင်းပြခဲ့ပါတယ်။ အဲ့နောက်တော့လူနာကိုရေတက်မကုန်ခံအောင်အုံသီးကိုပိုက်နဲ့ဆက်ပြီး drip ချိတ်သလိုချိတ်ပြီးကားကိုသူကိုယ်တိုင်တက်မောင်းပြီးအရှိန်နဲ့ထွက်လာပါတယ်အရှိန်ကမြန်လားဆိုရင်ကားပြိုင်ပွဲမှာတော့ပထမရသွားပါတယ်အဲ့ဒီနောက်တော့ငွေစိတ်တင့်တဲ့သူကိုအချိန်မီအသက်ကယ်လိုက်နိုင်တာကြောင့်အုံးဒီနဲ့ဒရစ်ချိတ်ထားတာကိုရောမြင်ပြီးပြန်ပွဲအတွင်းလိုက်လာတဲ့တာဝန်ကျောက်ဆရာဝန်ကအံ့ဩနေပါတယ်။အဲဒီအချိန်ထိကိုရှာကထုံနေသေးတာကြောင့်ဂျက်ကီကစကားမပြောနိုင်သေးပါဘူး။အချိန်ဒီကိုရိပ်မိတဲ့ဆရာဝန်ကစေးပေးလိုက်တော့မှဂျက်ကီစကားပြန်ပြောလာနိုင်တာပါ။ ဂျက်ကီကသူ့ရဲ့မှတ်ဉာဏ်လေးကိုပြန်ရဖို့ကူညီပေးမယ်ဆရာဝန်တယောက်နဲ့တွေ့ကြကြောင်ပြောတော့ခုနကကောင်မလေးကဂျက်ကီကိုမြို့ပေါ်ထိလိုက်ဖို့ပြီးခဲ့ပါတယ်တစ်ဖက်မှာဂျက်ကီချန်းပြန်ပေါ်လာတဲ့ကိစ္စကြောင့် agent morgan c ဘူချုပ်ကြီးစာမန်ကဖုန်းဆက်နေခဲ့ပါတယ်တကယ်တော့ဂျက်ကီရဲ့ဟန်ရင်ကပြတ်ချခဲ့တာမဟုတ်ပဲစစ်စင်ရင်မှာပါတဲ့ agent တွေအကုန်လုံးကိုတမင်လက်စဖျောက်ခဲ့တာပါဒီမှာသတင်းတော်မလေးကနာမည်ကြီးနေတဲ့ဂျက်ကီကိုအင်တာဗျူးခြင်းပေးမဲ့ဂျက်ကီကလက်မခံခဲ့ပါဘူး ဆရာဝန်ကတော့ဂျက်ကီကအုံနောက်မှာထိခိုက်မှုဖြစ်တာလို့မှတ်ဉာဏ်ပျောက်ဆုံးနေတာဖြစ်တယ်ဆိုပြီးပြောလိုက်ပါတယ်။ကိုယ့်ကိုဘယ်သူမှမသိတာကြောင့်ရဲစခန်းကိုတိုင်ကြားတင်တယ်လို့အကြံပေးပါတယ်။အဲဒီအချိန် CIA agent လို့ပြောပြီးလူတချို့ရောက်လာပါတယ်။ဂျက်ကီကိုလိုက်ခဲ့ဖို့ပြောတာကြောင့်နောက်ဆုံး agent Morgan C ကိုရောက်သွားခဲ့ပါတယ်။ မော်ဂန်ကဂျက်ကီကိုစစ်ဆေးနေတာပါဂျက်ကီကမော်ဂန်ကိုမှတ်မိတဲ့အပြင်ဘာကူမှမမှတ်မိတာကြောင့်မတိပဲကြံခဲ့တယ်အီဂျင်ကဘာကူမှမမှတ်မိတော့တာကြောင့်မော်ဂန်လည်းသဘောကျသွားပါတယ်မင်းမြန်လို့အပြီးမှာတော့ဒီလူကသူတို့ရှာနေသူမဟုတ်ဘူးလို့မော်ဂန်ကပြောရင်ထွက်သွားခဲ့ပါတယ်အဲ့နောက်တော့ဂျက်ကီကိုတတ်ဖို့လူငားလိုက်ပါတယ်တစ်ဖက်မှာဖမ်းထားတယ်တိမဲ့မြန်မြန်ရှင်တွေကိုအုတ်ကကေကူစမ်းသပ်ဖို့အတင်းအကျပ်ခိုင်းစေခဲ့ပါတယ် စမ်းသမှုကမအောင်မြင်လို့စမ်းသက်ခံပေါက်ွဲသွားခဲ့ရင်မျိုးတွေကလျှက်စစ်ပါပြတ်သွားခဲ့ရပါတယ်။ဂျက်ကီရောက်နေတဲ့ရဲစခန်းမှာလျှက်စစ်မီပြတ်တောက်သွားတာကြောင့်ဂျက်ကီအချက်လက်တွေကိုကွန်ပျူတာနဲ့တိုက်စစ်လို့မရတော့ပါဘူး။ဒါပေမဲ့စခန်းကရဲတယောက်ကဂျက်ကီကိုအလိုရှိတယ်ဆိုတဲ့ပုံနဲ့မြင်ဘူးနေရတာကိုမှတ်မိနေပါတယ်။ ခဏကြာတော့လူတစုလာခေါ်ပြီးတနေရာကိုဖမ်းခေါ်သွားပါတယ်အဲ့ဒီနေရာကိုဂျက်ကီကမြင်ဘူးသူလိုလိုရှိနေပါတယ်သူတို့စစ်မင်းနေတော့မှာပဲအတိတ်ကိုတဖြည်းဖြည်းသတိရလာခဲ့ပါတယ်တကယ်တော့စစ်စင်ရင်လေးကသူတွေကနိုင်ငံမတူကြပဲပျောက်လျောင်မိတ်ဆက်နေတာကိုသတိရသွားပါတယ်ရဟတ်ရင်ကပြက်ကြခဲ့တာမဟုတ်ပဲလီမှုညောင်းကသူတို့ကိုထားခဲ့ပြီးခုံချသွားတာပါဒါကြောင့်ဂျက်ကီကနောက်ဆုံးကြံခဲ့တဲ့လီရင်မှုကိုဆွဲထားပြီးအသက်ရှင်ခဲ့တာပါဒါတွေကိုကြိုတွက်ထားလို့သူတို့အသက်ရှင်ခဲ့ရင်ဂျေးတဲ့ထဲကို ပတ်စပို့အတူ54ခုလောက်ကိုကျူလုပ်ထားပါတယ်။ဂျက်ကီလည်းဆက်ပြီးမသိကြအောင်ဟန်ဆောင်နေခဲ့ပါတယ်။စစ်မင်းနဲ့ဘဲကြီးထွက်သွားတဲ့အချိန်မှာကျန်ခဲ့တဲ့အဆောက်တွေကိုလက်ထိတ်ခတ်ထားပြီးမှခေါင်း6တောက်တွေနဲ့တိုက်ခတ်ပြီးနောက်ဆုံးခဲရခက်စစ်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒီမှာရဲစခန်းမှာစုံခဲ့တဲ့သတင်းတော်မလေးကအင်တာဗျူးကိုခွင့်တောင်းပါတယ်။ပီယူအနေနဲ့တက်စီကရှင်းပြလိုက်ပါတယ်။ အဲ့ဒီချိန်ဂျက်ကီနောက်ကိုလိုင်းနေတဲ့သူတွေကလည်းသတင်းတော်မလေးကိုအရင်ဖမ်းလိုက်ကြပါတယ်။ကောင်းမှသူလက်ထိတ်ခတ်တာပါတယ်။ဂျက်ကီလည်းအပြင်ထွက်လာရင်ကားစီကိုပြန်ရောက်လာပါတယ်။မောင်းမြဖြစ်နေတော့မှသူကဲခဲ့တယ်။ပြိုင်ကားမောင်းသမားညီမနဲ့တွေ့ပြီးသူ့ကိုမောင်းခိုင်းခဲ့ပါတယ်။နောက်ကလိုက်ဖမ်းတဲ့သူတွေကြောင့်ကားကိုပိုးစိုးပစက်မောင်းပြီးကားပါကင်တစ်ခုထဲမှာဝင်ထိုးပြီးပုန်းနေလိုက်ပါတယ်။လွတ်မြောက်လောက်ပြီးထင်ပြီးပြန်ထွက်မှာပဲထပ်လိုက်လာကြပါတယ်။ ကားပါကင်ကနေခေါင်းပေါ်ထိပြေးသွားပြီးလိုက်ဖမ်းတဲ့ကားကပြုတ်ကျခံနေမှာဂျက်ကီကလူသားဆန်စွာကဲလိုက်ပါသေးတယ်။ဒါပေမဲ့ကားတွေကတော့ပြုတ်ကျသွားလို့သူတို့နောက်လိုက်မဲ့သူမရှိတော့ပါဘူး။ခဏနားရင်ဂျက်ကီလည်းသူ့နောက်ကိုဒီလူတွေကဘာလို့လိုက်လာလဲလို့စဉ်းစားနေခဲ့ပါတယ်။အိတ်ထဲက WhatsApp တစ်ခုကိုတွေ့ခဲ့ပေမဲ့အဖြေ follow မရခဲ့ပါဘူး။ဒီမှာပဲဂျက်ကီကလည်းစိတ်ပါပေါ့နဲ့ဘာမှစဉ်းစားမရတာကြောင့်ခေါင်းပေါ်တက်ပြီးငါဘယ်သူလဲလို့អော်ဟစ်နေခဲ့ပါတယ်။အော်ဟေးရတော့မော်တော်တွေပြန်လာတော့မှယူရီကဓာတ်ပုံစူရိုက်ဖို့လုပ်ပေမဲ့တင်းနောက်မှလေးကအကြောင်းလည်းညင်ဆန်နေပါဗါတယ်ဒီလိုနဲ့ဂျက်ကီတို့ဆိုင်နေဆိုင်မှာထိုင်နေတော့အဲ့ဒီဆိုင်ရဲ့မီဂျစ်ဆန်က သူတို့လျင်မှုရဲ့မီဂျစ်ဆန်နဲ့တူနေလို့ဂျက်ကီတန်တရားဝင်သွားပါတယ်အဲ့ဒီချိန်ခရစ်စတင်ရဲ့အဲ့ဒီမှာမိတ်တို့မိတ်တို့နဲ့အချက်ပြမီကိုတွေ့ပါတယ်ဒါနဲ့ဂျက်ကီကလည်းစစ်ကြည့်တော့တင်းတော်မလေးရဲ့ကင်မရာကတနက်ဖြစ်နေခဲ့ပါတယ်နောက်ပြီးသူတို့တင်းညာပြတဲ့အချက်ပြတွေရှိသလိုအတန်ဖမ်းထားတဲ့တပ်တွေလည်းရှိနေပါတယ်တကယ်တော့တင်းတော်မလေးကတင်းညာကိုမျှခေါ်လာခဲ့တာပါ အဲ့ဒီချိန်ဖိုဂျိုကဂျက်ကီကိုဖမ်းလိုက်ပြီးဂျက်ကီလည်းထွက်ပြေးရင်ခွေးတကောင်ကိုပါကယ်လိုက်ပါသေးတယ်။ဂျက်ကီကမော်ဂန်နဲ့ဆက်သွယ်ပြီးသူ့တင်နေရာကိုမေးနေလို့မသိဘူးပဲပြန်ဖြေလိုက်ပါတယ်။အဲ့ဒီနောက်ဂျက်ကီကမော်ဂန်တို့ရှိတဲ့အဆောက်အအုံတွေကိုခိုးဝင်ပြီးနောက်ဆုံးပိုးကခဲကိုလက်နက်အဖြစ်တစ်ခုဖမ်းနှိမ့်လိုက်တယ်ဆိုတာဂျက်ကီသိသွားပါတယ်။သူ့ရဲ့တနာတွေကလူသားချုပ်ပြီးတော့စမ်းသပ်ပေးရမယ်လို့လိန်ခံထားရတဲ့အပေးယူထွက်ငွေသားလဲဖို့အတွက်ကွန်ပျူတာရဲ့အလုပ်လုပ်မှုကိုစောင့်ရင်အရက်တော့ဖို့ထွက်သွားကြပါတယ်။ဒီချိန်ဂျက်ကီကလေဂျင်ဘော့ကနေခုံဆင်းလာပြီး CD ပြားကိုယူလိုက်ပါတယ်။ ဖြတ်သွားမဲ့အလုံးမှာအကြံတစ်ခုရလိုက်ပြီးကတ်ထဲမှာရှိသမျှပတ်စံတွေကိုကလေးတငယ်စောင်းရှောက်ရီကိုအကုန်လွှဲလိုက်ပါတယ်။သူတို့ပြန်လာတော့ပတ်စံတွေကမရှိတော့တာကြောင့်အယောင်းဝင်ပြတ်သွားပါတယ်။ဒီမှာပဲမော်ဂန်ကဂျက်ကီဖြစ်မယ်လို့တွက်စားပြီးဂျက်ကီကိုလိုက်ရှာခိုင်းပါတယ်။ဂျက်ကီကထွက်ပြေးရင်မော်ဂန်နဲ့တွေ့ပါတယ်။ဂျက်ကီကမော်ဂန်ကိုဒီကိစ္စမှာပါမမသိသေးတော့ မော်ဂန်လိုရာရှိတယောက်ကိုမထင်ထားခဲ့ပါဘူးဒီမှာပဲမော်ဂန်ကဂျက်ကီကိုယုံသွင်းပါတယ်ဂျက်ကီကမတင်ကားနဲ့စမ်းသက်ချင်တာကြောင့်တနက်ကိုကြည်ရွေဖယ်ပြီးပေးလိုက်ပါတယ်အဲ့ဒီမှာသူ့လှဲခွက်မှာပဲသူတွက်ဆထားသလိုသူ့ကိုမော်ဂန်ကတနက်နဲ့ချိန်ပါတယ်ဂျက်ကီလည်းတီသွားခဲ့ပြီးမော်ဂန်ကိုအမောက်တိတ်လိုက်ပါတယ်အဲ့နောက်သူ့လူတွေရောက်လာလို့ခေါင်းပေါ်တက်ပြီးဒါလည်းမလွတ်တော့နောက်ဆုံးအမိုးဆောင်ကနေခုန်ချခဲ့ပါတယ်အောက်ရောက်တော့လူရိုက်နေပေးခဲ့ဘူးတဲ့အဆောင်လက်ကောင်းနဲ့မှန်ကိုခွဲလိုက်ပါတယ်ဒါလည်းမလွတ်သေးပါဘူး ဒီမှာတနင်္လာမလေးကဂျက်ကီကိုကားတိလေးနဲ့တင်ပြီးမောင်းပြေးပါတယ်။ကားကမနေလွန်မှုလားငါလမ်းလျှောက်သွားတာကမှန်အောင်မယ်။တနင်္လာမလေးကစိတ်အေးထားဖို့ပြောပြီး plan B စပြီးလို့ပြောလိုက်ပါတယ်။ဝှစ်ဆောင်ပြေးတဲ့လူအိုကြီးကပြေးဝင်လာကြပါတယ်။ ဂျက်ကီကဒါပလန်မီလားလို့မေးတော့ရှီသေးတယ်ပြောပြီးခဏနေတော့စစ်သားတွေရောက်လာပါတယ်။လမ်းနေပိတ်လိုက်ပါတယ်။တရားကိုလည်းမြင်လိုက်ပါတယ်။တကယ်တော့သတင်းတော်မှလေးကဒီမှုကိုလိုက်နေတဲ့အစွန်တော်တယောက်ဖြစ်နေတာပါ။ထွက်ပြေးဖို့ကြံနေတဲ့မော်ဂန်ကိုခရစ်စတင်းကဖြတ်ကန်ပြီးဖမ်းလိုက်ပါတယ်။အားလုံးပြီးဆုံးသွားရင်မို့ဂျက်ကီကစီရီကိုမြစ်ထဲလွှတ်ပြလိုက်ပါတယ်။ဒါနဲ့အခုဘယ်ဟုတော့မှလည်းလို့ခရစ်စတင်းကမေးတော့သူကအာဖရိကလို့ဂျက်ကီကပြန်ဖြေပြီးစကားလေးလေးပြီးဆုံးသွားပါတယ်။